ဂွာရီယိုလာဩဇာအာဏာပြန်လည်တည်ထောင်ရမယ့်အချိန်မန်စီးတီးသင်္ဘောဒမူဘာရက်ကဖီဘာကလပ်ကမှဖလားမှာအောင်မြင်ချင်နေပါတယ်ဂွာရီယိုလာကလည်းကြားနာတကောင်လူစားလောင်နေတာပါပြီးခဲ့တဲ့နှစ်နှစ်က sorry မြန်မာဖီဘာကလပ်ကမှဖလားယူခဲ့တယ်လို့မျိုးအမေရိကမှာထပ်လုပ်ပြချင်နေပါတယ်ကမ္ဘာအကောင်းဆုံးဘသူလဲရွေးချယ်မဲ့ပွဲဆိုပြီးဂွာရီယိုလာကတော့တင်စားထားတာပါပဲပြီးခဲ့တဲ့ရာသီကဖလားလည်းမဖြစ်လို့ဂွာရီယိုလာတိတ်ခါပြန်ဆဲချင်နေတာပါဖီဘာကလပ်ကမှဖလားကဂွာရီယိုလာနဲ့မန်စီးတီးအတွက်နောက်ထပ်စမ်းသပ်ခံတစ်ခုပါပဲ ဒီကနေ့ရာသီဇန်နဝါရီအပြောင်းရွှေ့ကာလနဲ့လက်ရှိနေရသည့်အပြောင်းရွှေ့ကာလမှာမန်စီးတီးကကစားသမားအသစ်တွေစက်တိုက်ခေါ်ယူခဲ့တာပါအခု FIFA ကလပ်ကဘာဖလားပြိုင်ပွဲအတွက်ရည်ရွယ်ပြီးကစားသမားအသစ်ခေါ်တာကပဲပုံသန်း100ကျော်ရှိခဲ့တာပါဂွာဒီယိုလာကသူ့ရဲ့မန်စီးတီးအသစ်ကို FIFA ကလပ်ကဘာဖလားမှာလူကြိုက်မြောက်အစွမ်းပြချင်နေတာပါ FIFA ကလပ်ကဘာဖလားမှာမန်စီးတီးကတဖြည်းဖြည်းအရှင်ရလာပါတယ်ဟာလန်ကလည်းဂိုးတွေသွင်းလာပြီး Foden, Doku, Savinho တို့ကလည်းအစွမ်းပြနေတာပါပဲအထူးသဖြင့် Rodri ပြန်ပါလာတဲ့ကွင်းလေကအတော်လေးတည်ငြိမ်ပြီးဖန်တီးမှုအားကောင်းလာပါတယ် ကွာယူလာကဖီဘာကလပ်ကဘာဖလားချင်းပါတဲ့အမေရိကန်ရဲ့အပူချိန်ကိုဝေဖန်နေနေပဲဂိုးပြတ်နိုင်ပွဲတွေယူပြီးချန်ပီယံအိမ်မက်မှတ်နေတာပါမက်ဆီဒီနဲ့တူစာချုပ်တက်တန်းတိုးပြီးနောက်ကွာယူလာရဲ့မျောလင်းစိတ်တွေကပိုပြီးကြီးမားလာခဲ့တာပါဘီနာလီကိုပြန်ပြီးတော့အလွှမ်းမိုးခြင်းနဲ့ချန်ပီယံလိဖလားကို နောက်ထပ်တစ်ချိန်ထပ်လို့ခြင်းနဲ့မက်ဆီဒီအနာဂတ်အတွက်အမွေနည်းတစ်ခုချန်ရစ်ထားခြင်းနဲ့အဲ့ဒီမျောလင်းစိတ်တွေနဲ့ပဲကွာယူလာ ရှင်းတန်းနေရပါပဲမက်ဆီဒီကိုအခုမှရောက်လာတဲ့ရိုက်တာနဲ့ချာကီကအောင်ပွဲတွေရယူဖို့အတော်လေးစိတ်အားထက်သန်နေသူတွေပါ ။ချာကီကရိုရီလိုမျိုးဘောလုံးတရော်ရကျင်သူဖြစ်ပြီးရိုက်တာကသူဟာသူ့တန်ဖိုးနဲ့သူရှိနေလို့ဒီရိုက်တာနဲ့မနိုင်ဖို့တောင်းဆိုထားပါတယ်။သူတို့နှစ်ဦးကဂွာယိုလာရဲ့အသွင်ပြောင်းကွင်းလေအစုအဖွဲ့အတွက်အဓိကအစိတ်ပိုင်းတွေပါပဲ။ဘလူးဝဲဖြစ်ဖြစ်ဖီဖာကလပ်ကပါဖလာမာမန်စီးတီးကချန်ပီယံဆုကလွဲပြီးတခြားဘာမှမလိုချင်တဲ့အသင်းဖြစ်နေပါပြီ။ဂွာယိုလာကကြာဆင်းနေတဲ့ဂုဏ်သိက္ခာကိုဖီဖာကလပ်ကပါဖလာအယားယူပြီးဩဇာအာဏာတည်ထောင်ချင်နေတာပါပဲ။ MLS ပေါ်မှာတိဆက်ပါရင်ဘလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအကောင်းဆုံးတိဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့ ားလုံးပဲရှင်လန်းချမ်းမြေကြပါသည်ခင်ဗျာ။